โอเคအားလုံးပဲမင်္ဂလာပါ blog ပိုင်ဟင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကကျွန်တော်ရဲ့မျက်နှာကိုဒီလိုမျိုးကတ်တုံးပုံလေးတွေဘယ်လိုပြောင်းလို့ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်โอเคဗီဒီယိုလေးကိုစလိုက်ကြโอเคပထမဆုံးအနေနဲ့ကျွန်တော်တို့ဗီဒီယိုကိုကိုလုံးမဲ့ဗီဒီယိုအရင်ဆုံး timeline နဲ့ကိုဆွဲထည့်လိုက်မှာဖြစ်ပါတယ်ဒီ timeline နဲ့ကိုဗီဒီယိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ effect တွေနေရာကိုသွားပါမယ် ီဗီဒီယို effect ထဲမှာမှာကျွန်တော်တို့ထပ်ပြီးတော့ရွေးစရာရှိရတယ်ထပ်ပြီးတော့ရွေးရမှာဖြစ်ပါတယ်ဒီ effect တွေကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယို effect နဲ့ body effect ရှိရဲအဲ့ထဲမှာ body effect ကိုရွေးလိုက် body effect ကိုရွေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အောက်ဆုံးထိဆွဲထားလိုက်လို့ရှိရင်ဒီမှာ image ဆိုတာရှိတယ်အဲ image ဆိုတာကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ cartoon ပုံတွေအများကြီးပေါ်လာပြီအဲ့ထဲမှာမှာကျွန်တော်တို့ဒီယောက်ျားလေးပုံတွေရှိမယ် main ကလေးပုံတွေရှိမယ် cartoon ပုံလေးတွေရှိမယ်အဲ့လိုမျိုးပေါ့အများကြီးပေါ့ဗျာအဲ့ထဲမှာမှာကိုကြိုက်တဲ့ပုံကိုရွေးပြီးတော့ click ခောက်လိုက်ပါ click ခောက်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ ေါ်လာပြီ effect ကလေးအပေါ်မှာကျလာပြီဆိုလို့ရှိရင်ကို effect သုံးကျင်တလောက်ကိုတောက်လျှောက် timeline နဲ့ကိုဆွဲထည့်ပေးလိုက်ပါပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ effect ကလေးကိုစပြီးတော့ play နှိပ်ကြည့်မှာပဲဖြစ်ပါတယ်โอเคအားလုံးပဲမင်္ဂလာပါဘလော့ပိုင်ဟင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကကျွန်တော်ရဲ့မှာမျက်နှာကိုဒီလိုမျိုးကာတွန်းပုံလေးတွေဘယ်လိုပြောင်းလို့ရမလဲဆိုတာကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်โอเคဗီဒီယိုလေးကိုဆက်လိုက်ကြပါ โอเคဒါလောက်ဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်လေးလှုပ်တက်သွားလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးကာတွန်းပုံလေးတွေကိုသုံးပြီးတော့ကိုကမှဒီလိုမျိုးဗီဒီယိုလေးလည်းလှုပ်ချင်တယ်မျက်နှာလည်းမပြချင်ဘူးဆိုလို့ရှိရင်ဒီလိုမျိုးကာတွန်းပုံလေးတွေလှုပ်ပြီးတော့တင်လို့ရပါတယ်အဲပြီးတော့နောက်တစ်မျိုးအနေနဲ့ပြောရလို့ရှိရင်အာ reaction video လေးဆိုလို့ရှိရင်လည်းဒီလိုမျိုးကာတွန်းပုံလေးတွေနဲ့လှုပ်လို့ရမှာပဲဖြစ်ပါတယ်တကယ်လို့မှကျွန်တော်တို့ဒီလိုကာတွန်းပုံလေးတွေသုံးပြီးတော့ reaction video ဘယ်လိုလုပ်မလဲဆိုတာသိချင်လို့ရှိရင်ကျွန်တော်ရဲ့ comment box ထဲမှာမေးသွားလို့ရပါတယ်โอเคဒီဗီဒီယိုလေးကအထောက်အကူဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးသွားအောင်မေးပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရပါဘို့ကျွန်တော်ကတော့ဟိတ်ပါ